။ No stray လဲ review သွားတယ်။မေးခွန်းလဲဖတ်နိုင်တာကိုဘာလို့အမတ်ကတိုးမလာတာလဲ။ဒီလိုကြုံနေရပြီဆိုရင်တော့ကိုယ့်ရဲ့ GD အမတ်ကိုမြင့်တင်ဖို့ဒီ video လေးကိုဆက်ကြည့်ရအောင်။ထမဆုံးအနေနဲ့မေးခွန်းကဘာကိုမေးနေတယ်လဲဆိုတာကိုတရားသိအောင်ကြိုးစားရပါမယ်။တချို့ကစာပိုက်တွေဖတ်နိုင်တယ်၊သင်ချာလဲတရားတွက်နိုင်ပြီမြင့်ဖြေတဲ့အဖြေကမေးခွန်းနဲ့လွဲနေတဲ့အမတ်ရောက်မှာမလို့မေးခွန်းနဲ့အဖြေနဲ့တရားကိုက်ညီရလားဆိုတာစဉ်းစားပြီးမှဖြေသင့်ပါမယ်။ နောက်တစ်ချက်ကတော့ဖြည်နေရင်မိကိုဖြည်ဖို့အရေးကြီးတဲ့ဘုခက်ကူတာတွေကို highlight လုပ်ဖို့ပါအဲ့တော့ဘာလို့ဒီလို suggest လုပ်ရတာလဲဆိုတော့တစ်ခါတလေစလုံးတစ်လုံးပေါ်မူတည်ပြီးတော့ကိုဖြည်မဲ့အဖြေစာချောင်းကစာချောင်းအထိပ်ပယ်ကကွဲလွဲသွားနိုင်တဲ့အတွက်ဖြစ်ပါတယ်တတိယတစ်ချက်အနေနဲ့ကတော့ကိုဖြည်ထားတာမတည်ကြဘူးဆိုရင်နောက်ဆုံးမိနစ်ပိုင်းမှာအဖြေတွေကိုပြောင်းပါနဲ့ ပြီးတော့လွယ်လွန်းတယ်ဆိုပြီးကိုအရင်ဖြေထားတဲ့အရာတွေကိုလည်းမပြောင်းပါနဲ့။ဘာလို့ဒီလိုကြံပေးရလဲဆိုတော့ကိုအရှိပိုင်းမှာတေချာဖတ်ပြီးတော့ဖြေခဲ့တဲ့အဖြေတစ်ခုနဲ့နောက်ဆုံးပိုင်းမှာအလောတကြီးနဲ့ပြောင်းလိုက်တဲ့အဖြေနဲ့ဆိုလို့ရှိရင်အရှိကဖြေထားတဲ့အဖြေကပိုပြီးတော့မှန်နိုင်ချေရှိပါတယ်။နောက်ဆုံးအနေနဲ့ကြံပေးချင်တာကတော့အချိန်ရသင့်ရင်ဖြည်းဖြည်းဖြေပြီးတော့ပြန်စစ်ပါ။ကိုရဲ့တေချာဖတ်ပြီးဖြေထားတဲ့ logic ကိုရုံဖို့ကြံပေးချင်ပါတယ်။